တိုင်းပြည်ကိုဒုက္ခပေးဆုံးကနံပါတ်1စစ်အုပ်စုအာဏာသိမ်းစစ်ကောင်စီနံပါတ်2အမှုပညာရှင်အလိုက်တိုင်းဝိုင်းနံပါတ်3ဘာသာရေးလူမှုအဖွဲ့အစည်းအခုလူပညာအုပ်စုပေါ်နေတိုးတို့မြင့်မြတ်တို့နေဝင်းတို့အေဂျင့်မောင်တို့ချူလီမေမြမိုးငါပြောကြော်အောက်ခိုင်တို့ပေါ့နော်ဝါရပြန်ကရိုက်တဲ့အတော့ရလောက်နေရင်တော့ပြီးသွားမှာပဲဆိုရယ်စေကူမျိုးတီတူတူရဲ့နားတွေမျက်စိတွေကိုအစိတ် ထက်ကြိုဆက်တွင်းနေမရအောင်လည်းကိုရန်သူတပီးဖြစ်သေးတဲ့တတ်မော်ရုပ်ရှင်ကုမ္ပဏီထောင်ထားတဲ့ရိုက်တာလုပ်တဲ့လူပညာရှင်အားလုံးကိုဆွဲစီချင်တယ်။သူတို့ဘဝတစ်ပတ်ပူပေါင်းသွားတဲ့တရင်နိုင်ငံမှာတို့နောက်တကတည်သူလူမှုရှေ့အခုချိန်ထိရပ်တည်နေတဲ့ဦးစဉ်ဝိုင်းလို့တရားမှတယောက်ရှိအမတန်မှလေးစားကုန်လို့ပေါင်းပါတယ်။တော်လိုင်းအင်အားစုတွေကစိတ်ဖမ်းမဲ့ကြားဖမ်းမဲ့လုပ်နေတော့ရှိသေးတယ်။ဒီဝါရပြန့်ကားကိုရိုက်လို့ ဝေဖန်နေဆိုရင်စလိုက်တာမိုက်တီတို့ကြော်ဝင်းထွတ်တော့အုံတိုင်းတို့ကိုလက်တွေ့ကြကြစစ်ကောင်စီဖမ်းသွားပြီအာနာသိစစ်ကောင်စီမှာအာနာပဲရှိတယ်တရားဥပဒေဆိုတာဘယ်တော့မှမရှိဘူးชิปกောက်ป่วยด้วยปัญญาไปเนาะตะไมหูดงซ้ายจาตุญญาล่ะกูอีไม่จี้อ่ะดิกูอ่ะเนาะติดต่อมาได้ดีหากูไม่แชร์กูดีสแลนโดดิกูจี้จินไม่จี้อ่ะดิบิ่มแม้ အများပြည်သူရွေးကောက်ပွဲကိုစိတ်ဝင်စားလောက်ဒုတဲ့ကိစ္စကွာမင်းတို့ဘယ်ပါတီကိစ္စကိုမမဲဆွယ်နေတာလဲမဟုတ်အဲ့ဒါကိုဘလို့ဖြစ်လို့တတ်မယ်ဖြတ်မယ်ဆိုတာကြီးပဲဘလို့ဖြစ်ကြတာဟင်မရှင်းလို့ပြောပါဦးဘလို့ဖြစ်တာမင်းတို့ကဘာဖြစ်ချင်နေတာလဲဟမ်မင်းတို့ဖြစ်ချင်တာကဘာသူစစ်တပ်ဆိုတာကြီးမကြိုက်ဘူးလေပြောသေးရွေးကောက်ပွဲနဲ့နော်ရသားစုကတက်မယ်ဆိုတဲ့ကိစ္စကိုလည်းမင်းတို့လက်မခံရဲအဲ့တော့ ဘာလုပ်ပေးရမှာလဲငါတို့ကဟမ်ဘာလုပ်ပေးရမှာလဲဒီလိုမျိုးစောက်တလွဲကောင်တွေရှိရဲ့ကြားထဲမှာဖြစ်ရတဲ့အစိုးရဘောရလဲတနာဟုကောင်းလဲပါနော်သူတတ်မဲ့ဖြတ်မဲ့ပြုတ်မဲ့လေမင်းတို့ရန်ကုန်မောင်းရှိသေးရဲ့လားဟမ်အမင်းတို့ရေးတဲ့ဂျင်ညာချက်တွေရောရေးတဲ့ထွက်တယ်နော်အာရန်ကုန် UG တတိထားမင်းတို့ကောင်တွေကတော့မြေလှမ်းပြီးရှာနေတာထောင်ထဲမှာတော့မှလူမဆန့်တော့နော်လူမဆန့်တော့ နည်းနည်းလေးမတင်ကဖြစ်တာနဲ့တန်းထက်ဒီကောက်ပဲပြီးမှသူ့မောင်သူလွတ်တယ်လူလွတ်လိမ့်မယ်လောလောဆယ်ကတော့နည်းနည်းလေးမတင်ကဖြစ်တာနဲ့ထက်ထက်ပြီးသားပဲဟုတ်လားတော့မင်းတို့နည်းနည်းလေးရေးဝိတ်မြင်တာနဲ့မင်းတို့မြေလှမ်းရှောက်နော်ဘောရက်ွက်တွေရက်ွက်တွေထဲမှာစစ်ကားရဲကားတွေလက်ပတ်ပြီးတော့နော်ခိုးအိမ်ဝင်ဒီအိမ်ထွက်နေမြင်နေရတယ်ရှာမှာမင်းတို့ခြေညာချက်တွေဘယ်လောက်ထုတ်တို့မင်းတို့ကောင်တွေကလက်ကားပါကောမင်းတို့ကောင်တွေကအွန်လိုင်းရှိလို့အွန်လိုင်းပေါ်မှာပဲစွာရဲတာ နော်ဒီမှာဘာမှမဟုတ်ဘူးမင်းတို့ကိစ္စတွေကပြီးသွားပြီမင်းတို့ဘယ်သူမှလည်းမရှိတော့ဟုတ်ပလားအဲ့တော့အရင်အာဂျင်နီနဲ့တော့ငါမင်းတို့အသေးစားမေးချင်တာမင်းတို့ကဘာဖြစ်ချင်နေတာလဲအဲ့ဒါပဲကိုကြီးကသိချင်တာဖြေခဲ့